င်္ဂလာညချမ်းလေးပါရှင်။နွေမာလာ16ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းအတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှ10ဦးသေဆုံးက10ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့သတင်းမင်္ဂလာဆောင်အင်ကိုစစ်ကောက်မရှင်ကလေရင်နဲ့ဘုံကျဲကလက်နက်ကြီးနဲ့ပစ်ပြီးစစ်ကြောင်းထိုးလို့အရသာပြည်သူ3ဦးသေဆုံးတဲ့သတင်း ဘာသာပြတ်မှုတပ်ဖွဲ့ရိုက်နေကြတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုအေကလက်နက်ကြီးနဲ့ပြစ်လို့အများအပြားတိတ်ဆုံးနေတဲ့တွင်အဝေးပြေးကွင်းရွှေပြောင်းပြီး express ကားတွေမြို့ရဲအဝေးမခံတော့တာကြောင့်ခရီးသွားပြည်သူတွေအခက်တွေ့နေရတဲ့တွင်မိုးညို့မြို့မှာအုပ်ချုပ်ရေးမှူးကပြည်သူတွေကိုမဲချင်းလာကြည့်ဖို့အတင်းဖီအားပေးပြီးဓာတ်ပုံရိုက်ခါဝါရဖြန့်နေတဲ့တွင်ကမ္မမျိုးကြောင်ဆောင်ရွာမှာရွာသားတအူရွာလဲမှာပြစ်ခတ်ခံရပြီး စစ်ကောက်မရှင်ကလည်းလက်နက်ကြီးနဲ့ပြေလို့တိတ်ဆုံသူတွေရှိတဲ့တဲ့မော်လိုင်းမြို့မှာဒုတိယမြောက်ငလျင်ထပ်မံလှုပ်ခတ်ခဲ့တဲ့တဲ့အမေရိကန်ရဲ့ကြားဖြတ်နိုင်နေရေးတပ်ဖွဲ့ဖွဲ့စည်းခြင်းနဲ့ရာဇဝတ်အဖွဲ့တွေကိုတန်ခတ်ပိတ်ဆို့တာတွေအပေါ်ကျေးဇူးတင်ကြောင်း UNG ပြောတဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လည်တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှ10ဦးသေဆုံးက10ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပေါင်းမြို့နယ်မှာနိုဝင်ဘာလ3ရက်နေ့ကစစ်တပ်စစ်ကြောင်းနဲ့တော်လည်တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ10ဦးသေဆုံးပြီး10ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပေါင်းမြို့နယ်အတွင်းဝင်ရောက်စစ်ကြောင်းထူးလာတဲ့မိထီလာအခြေဆိုင်တပ်မ69လောက်ခန့်တရင်သုံးရင်မှာ ူပေါင်းအင်အား150ခန့်ရှိစစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြောက်ကကြေးရွာအနီးတနေရာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်တပ်ဖက်မှ10ဦးသေဆုံးပြီးအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားရာနေရာမှာပဲထားခဲ့ပြီး10ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာထမ်းစင်နေတဲ့တဲယူပြီးပင်တောင်ပြည်သူ့စစ်ရွာကိုတပ်ဖွဲ့စည်းပုံပြက်ခါပြန်လဲဆုတ်ခွာသွားတယ်လို့ဆိုထားပါတယ်။မြွေမာလ9ရက်နေ့ကလည်းတပ်မ69လောက်ခန့်အင်အား300ခန့်စစ်ကြောင်းနဲ့ ော်လိုင်းတပ်ဖွဲ့တို့ရောချောင်းတနေရာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှအလောင်း9လောင်းနဲ့တနက်9လက်အပါအဝင်စစ်လက်နက်ပစ္စည်းတွေနဲ့ခဲယမ်းတွေတင်စီရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပေါင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပောက်ပကဖာနဲ့ MGY PDF တို့ကပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်ပောက်ပကဖာမရဲဘော်တအူညစ်မြစွာကြာဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကလည်း စစ်တပ်ရဲ့တမ69လောက်ခန့်တည်ရင်တုံရင်ကပေါင်းမျိုးနယ်တောင်ပိုင်းကြီးရွာတွေအတွင်ကိုစစ်ကြောင်းတုံချောင်းခွဲကဝင်ရောက်လာပြီးစစ်ကြောင်းထိုးရာကြီးရွာတွေအတွင်ပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေဖမ်းဆီးတပ်ဖြတ်တာတွေလုပ်ဆောင်နေလို့အခုလိုအထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မင်္ဂလာဆောင်အင်ကိုစစ်ကောက်မရှင်ကလေကြောင်းကနေဘုံကျဲကလက်နက်ကြီးနဲ့ပစ်ပြီးစစ်ကြောင်းထိုးလို့အရသာပြည်သူ၃ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပြပါမယ်ရှင်။ ပဲခူတိုင်းပတ်ခေါင်းမြို့နယ်မှာမင်္ဂလာဆောင်အိမ်ကိုစစ်ကောင်မရှင်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ပြီးလက်နက်ကြီးနဲ့ပါပစ်ခတ်လို့အရတားပြည်သူ၃ဦးသေဆုံးကခိခိုက်ဒဏ်ရာအပြင်းထန်ရသူတွေရှိခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ16ရက်နေ့ဒီကနေ့မနက်9:00နာရီအချိန်ခန့်ကပောက်ခေါင်းမြို့ဂျိုးပင်ဝိုင်းကြီးရွာကမင်္ဂလာဆောင်နေအိမ်ကိုစစ်ကောင်မရှင်ကလေချောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးနဲ့ပါပစ်ခတ်ခဲ့တာလို့သိရှိရပါတယ်။ လေရင်နဲ့ဘုံနှလုံးလာကြတယ်ပြီးတော့အဝေးကနေလက်နက်ကြီးနဲ့ပါ၃ချက်ပစ်တာပြည်သူတွေထိခိုက်တာများတယ်ယောက်ျားလေး၂ယောက်မိန်းကလေး၁ယောက်သေတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်ချောင်းကောင်းတုတ်တန့်အနီးကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်နေအိမ်တွေ၃လုံးထပ်မနေပျက်စီးခဲ့တယ်လို့သိရှိရပြီးလူထိခိုက်တာတွေလည်းများတယ်လို့သိရှိရပါတယ်အိမ်တွေပျက်စီးကုန်တယ်အခုသိရတာတော့၃ယောက်သေတယ်အတိအကျကတော့ညနေလောက်မှသိရမယ် အခုရွာကလူတွေစစ်ဆောင်နေကြတယ်ပြောတယ်လို့ဒေသခံတဦးကပြောဆိုထားပါတယ်စစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးပြီးလာနေတာကြောင့်ကျိုးပင်ဝိုင်းကြီးရွာနဲ့အနီးတစ်ဝိုက်ကကြီးရွာတွေအရေးပေါ်စစ်ပေးဆောင်နေကြရတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်တတိယသတင်းတစ်ပုဒ်အနေနဲ့ဝါရပြတ်မှုဓာတ်ပုံရိုက်နေကြတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုအေကလက်နက်ကြီးနဲ့ပြစ်လို့အများအပြားတိတ်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အရကတက်တော်အေကယာယီစုတ်ခွာပေးလိုက်ရတဲ့ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းမြင်ရွာရေးသားစခန်းမှာဗာရာဖျက်မှုတပ်ပုံရိုက်ကူးဖို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကပြင်ဆင်နေချိန်မှာအေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့်စစ်သားအများအပြားသိမ်းဆုံးသွားတယ်လို့သိရှိရပါတယ်။အရခတ်တတော်အေအေသိမ်းပိုက်ထားတဲ့ကြောက်ဖြူမြို့မင်းပြင်းရွာရေးသားစခန်းကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာလ14ရက်နေ့ကအင်အားအလုံးအေအေနဲ့စစ်ကြောင်းထုံးဝင်ရောက်လာတာကြောင့်အေအေကယာယီစုတ်ခွာပေးလိုက်ရချိန်မှာ ဘာရပြန်တပ်ပုံရိုက်ကူးဖို့အတွက်စစ်သား20ကျော်ကပြင်ဆင်နေကြ။အေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတက်တက်ကြရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ပြည့်နှက်လာတဲ့ဗီဒီယိုမှတ်တမ်းအရာဘာရပြန်တပ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့စစ်သား20ကျော်အနက်မှအနည်းဆုံး10ဦးထက်မနည်းတိစုံနိုင်တယ်လို့ပြောဆိုနေကြပြီးတေဆုံးထိခိုက်ဒဏ်ရာရတဲ့စရင်အတီးကြကိုတော့ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။တေဆုံးဒဏ်ရာရရှိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို အသက်ရှင်ကြန့်ရှိတဲ့စစ်တီတချို့က ရေဒါစခန်းအဆောက်အဦအတွင်းကိုဆွဲတင်ခဲ့ကြပြီးအေအေကလည်းဒုတိယအကြိမ်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်မရှိအနေနဲ့နောက်တစ်ခါဝါရဖြန့်ဓာတ်ပုံရိုက်ခိုင်းရင်အောက်ခြေကပိုခြောက်ခြားသွားစေနိုင်ပါတယ်။ကြောက်ဖြူမှာစစ်ကောင်မရှိဘက်ကစီရင်မတဘူးဆိုတာကိုလည်းအခုဖြစ်စဉ်ကတက်တေပြလိုက်တယ်လို့ဖြစ်တာပေါ့လို့စီရီယံဗိုလ်မှူးဆွဲတော်ကမြို့တော်ကိုပြောဆိုထားပါတယ်။အရခတ်တက်တော်အေအေကရခိုင်တပီလုံးကိုသိမ်းပိုက်နိုင်ဖို့အတွက်လက်တကန်းသာလိုတော့ပြီး ထိုးစစ်တွေအရှိန်မြင့်တင်လျက်ရှိတယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အဝေးပြေးကွင်းတွေရွှေ့ပြောင်းပြီး express ကားတွေမြူရဲအဝင်မခံတော့တာကြောင့်ခရီးသွားပြည်သူတွေအခက်တွေ့နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကုံးမြို့မှာအဝေးပြေးရင်ရနာခွင်အားကလေးရွာကိုရွှေ့ပြောင်းလိုက်ပြီးအဝေးပြေးကားတွေကိုပါမြို့ရင်းမောင်းခွင့်ပိတ်လိုက်တာကြောင့်ခရီးသွားတွေတော်လာရေးအခက်အခဲဖြစ်နေတယ်လို့သိရှိရပါတယ် နွေမာလာ၁၀ရက်နေ့ကစတင်ကခရီးသွားကားတွေကိုမြို့ထဲဝင်ခွင့်ပိတ်လိုက်ပြီးမြို့ဆောင်လမ်းကသာသွားလာခွင့်ပြုလိုက်တာကြောင့်ခရီးသွားပြည်သူတွေဟာမြို့ဆောင်လမ်းထဲရဲ့အဝေးပြေးကားဝင်းကိုသွားဖို့ကားငါရအိုးဝေတွေငါရတာကြောင့်ကုန်ကြစရိတ်ပိုကုန်နေပြီးအဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့သိရှိရပါတယ်။ကလေးရွာဘက်ကိုကားကြီးကွင်းရွှေ့ပြီးတော့အခု express တွေမြို့ထဲဝင်ခွင့်ပိတ်လိုက်တာ။ခရီးသွားမဲ့သူတွေကအဲ့ကားကွင်းအထိကားငါအိုးဝေငါသွားတာလမ်းစရိတ်လည်းပိုကုန်နေ ပြီးတော့ကားကွင်းသွားဖို့ကိုငားတဲ့ကားတွေကလည်းလူပြေးမှထွက်တာဆိုတော့အဆင်မပြေဘူးကားတွေမြို့ရဲဝင်ခွင့်ရတော့ကကိုဆောင်တဲ့နေရာကိုလာခေါ်တော့အဆင်ပြေတယ်လို့ဘကိုးမြို့ခံတအူးကပြောဆိုထားပါတယ်ဒါအပြင်ဘကိုးမြို့ပေါ်မှာအိုးဝေဟိုက်ဂျန်နဲ့ဆိုင်ကယ်ကယ်ရီတွေကလည်းဈေးအဆမတန်ပေးနေရတာကြောင့်အခြေခံလူတန်းစားတွေအဖို့အဆင်မပြေတာတွေလည်းရှိနေတယ်လို့သိရှိရပါတယ်ဈေးကြီးဆိုအရင်က900တခြားနေရာဆို1000လောက်ပေးရတယ်အခုက2000ဖြစ်သွားတယ် လူပြည့်တဲ့အထိဆောင်ရတယ်။အရေးပေါ်ခရီးသွားဖို့ဆိုရင်ကားနောက်ကြတာတွေပါ ဖြစ်လာနိုင်တယ်။အိုးဝေအပြက်ငှားရင်လည်းတထောင်လောက်ပေးရတယ်လို့ပဲခူးမျိုးကဒေသခံတပူကပြောဆိုထားပါတယ်။ပဲခူးမျိုးထဲမှာခရီးသည်တင် express ကားတွေဝင်ခွင့်မပြုတော့တာကြောင့်ခရီးစဉ်အကျန့်ကြတာကုန်ကြမ်းကြီးပိုကုန်နာတွေပါကြုံတွေ့နေရပြီးလက်လုံလက်စားတွေစားဝေးနေရအတွက်အလုတ်သွားလုပ်ဖို့တော့ဖဲသွားသွားကားငှားရန်ကဈေးကြီးနေတာကြောင့်စားဝေးနေရအတွက်ပါထိခိုက်တဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးညိုမြို့မှာအုပ်ချုပ်ရေးမှူးကပြည်သူတွေကိုမဲစည်းရင်လာကြည့်ဖို့အတင်းဖိအားပေးပြီးတပ်ဖွဲ့ရိုက်ခါဝါရဖြန့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းမိုးညိုမြို့ပေါ်မှာရက်ကွက်အုပ်ချုပ်ရေးမှူးတွေကရက်ကွက်ပွဲမဲစည်းရင်ကိုရက်ကွက်ရုံးတွေမှာတအိမ်တယောက်လုံးလာကြည့်ဖို့လိုက်လံပြောဆိုပြီးလာမကြည့်တဲ့အိမ်တွေကိုအရေးယူမယ်လို့လည်းပြောဆိုချင်းချောက်ထားကြောင်းသိရှိရပါတယ်။လူဝင်ပါလာ၁၄ရက်နေ့မှာမိုးညိုမြို့ပေါ်ကရက်ကွက်အုပ်ချုပ်ရေးမှူးတွေဖြစ်တဲ့မြို့မရက်ကွက်ကအုပ်ချုပ်ရေးမှူးခင်လက်ဆိုသူနဲ့ ရွှေဥတော်ရက်ကွက်အုပ်ချုပ်ရေးမှူးများတန်းဆိုသူတို့ကသူတို့ရက်ကွက်တွေမှာတအိမ်တယောက်လာကြည့်ဖို့လိုက်လံပြောဆိုပြီးလာမကြည့်တဲ့အိမ်အောင်စုတွေကိုဖြစ်ကိုခံရမယ်ဆိုပြီးပြောတယ်လို့သိရှိရပါတယ်။လာမကြည့်တဲ့အိမ်တွေကိုဖြစ်ကိုခံရမယ်မလာရင်အေးအေးယူမယ်ဆိုတဲ့စကားတွေပြောတယ်။အဲ့ဒီလိုတွေပြောလို့တအိမ်တယောက်သွားကြည့်ရတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။မျိုးကန်နေမဲစင်းရလာကြည့်တဲ့ပုံတွေကိုအဲ့ဒီရက်ွက်အုပ်ချုပ်ရေးမှုကရင်းနဲ့တက်ကသတင်းပေးတွေကတပ်ဖို့ရိုက်ခါလူမှုကွန်ရက်ပေါ်မှာ ပြည်သူတွေရွေးကောက်ပွဲကိုစိတ်ဝင်စားတဲ့ပုံစံဝါဒဖြန့်တာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ကျမတို့သွားကြည့်နေတဲ့ပုံတွေကိုလိုင်းမော်တင်နေရွေးကောက်ပွဲအတွက်ပြည်သူတွေစိတ်ဝင်စားပြီးမဲစင်းရင်းတွေလာကြည့်နေကြတယ်ဆိုပြီးတင်တာ။တကယ်တော့အချင်းချောက်ပြောလို့သာကြည်ရတာ။သူတို့တခုခုလုံးမှလည်းကြောက်ရတယ်လို့တိတခန့်တအူးကပြောဆိုထားပါတယ်။အဲ့ဒီလိုချင်းချောက်ခေါ်ယူတဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေဖြစ်တဲ့မြို့မရက်ွက်ကခင်လက်ဆိုသူနဲ့ဖြူရောင်းရက်ွက်ကမြတန်းဆိုသူတို့ဟာစစ်မှုထမ်းအတွက်လူငယ်တွေကိုပေါ်တာဆွဲတာ ်အဲစီအကြောင်းပြငွေညစ်တာစစ်မှုထမ်းကြေးတအိမ်ကို၃000တော့လားစင်ငွေကောက်ခံတာတွေလည်းပြုလုပ်တယ်လို့သိရှိရပြီးရက်ွက်ထဲကသူတွေအပေါ်ချင်းချောက်တာတွေလည်းရှိနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကံမမျိုးအကြောင်းဆောင်ညမှာရွာသားတအူးရွာလယ်မှာပြစ်ခတ်ခံရပြီးစစ်ကောက်မရှင်ကလည်းလက်နက်ကြီးနဲ့ပြစ်လို့တိတ်ဆုံးသူတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းတရက်ခရိုင်ကံမမျိုးအကြောင်းဆောင်ညမှာနွေမာလာ15ရက်နေ့ည7:00နာရီအချိန်ခန့်က အသက်82နှစ်အရွယ်ရှိအမျိုးသားတအုပ်ကိုလက်နက်ကင်တပ်ဖွဲ့တစ်ခုကလာရောက်ခေါ်ဆောင်သွားကရွာလေကောင်မှာတနက်နေ့ပြစ်တက်ခဲ့ပြီးစောင်းနဲ့အုပ်ခဲ့တယ်လို့သိရှိရပါတယ်။ညနေ9နာရီအချိန်လောက်မှာလက်နက်ကင်လူငယ်6ယောက်ကစိုက်ကဲ3စီးနဲ့အင်ရှီလာတယ်။မိသားစုတွေစီကဖုံလေးလုံးတိန်နေ။အဲ့ဦးလေးကြီးကိုလက်ပြန်ကြိုးတုပ်ပြီးစစ်ဆေးစရာရှိလို့ဆိုပြီးခေါ်သွားတယ်။ရွာရဲ့လမ်းမပေါ်မှာမျက်နှာကိုချိန်ပြီးပြစ်တက်သွားတာ။အဲ့ဦးလေးကြီးကဦးကိုငယ်ပါအသက်82နှစ်လောက်ရှိမယ်။ ကြားတာတော့ PDF တွေလောက်တာလို့ပြောနေကြတယ်။ရွာကလူကိုအင်ထီလာခေါ်တာ။အဲ့ဦးလေးကလည်းအသာတကြီးလိုက်သွားတာပါပဲ။ရွာလေကြတော့ပြစ်တက်လိုက်တာ။ဆောင်းနဲ့ပါအုပ်ပြီးသွားတယ်။ဘာကြောင့်လုတဲ့တော့မသိဘူး။အဖွဲစည်းတစ်ခုခုကထုတ်ပြန်ထားတာလည်းမရှိသေးဘူးလို့ဒေတာခန့်တဦးကပြောဆိုထားပါတယ်။အဲ့ဒီနောက်စစ်ကောင်မရှင်တပ်ကကြောင်ဆောင်ကြီးရွာဘက်ကိုလက်နက်ကြီးနဲ့ရင်းနှသားရေစခန်းကနေရန်တမ်းပစ်ခတ်ခဲ့တာကြောင့်တောမကုန်းကြီးရွာရွာထိပ်ကနေနှလုံးပေါ်ကြကအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ ဘယ်ကနေဘလို့ကြလာတယ်တော့မသိလိုက်ဘူးအိမ်နှလုံးပြက်သွားတယ်ဒီဘက်မှာအဲ့လိုပြစ်ရအောင်လဲမလို့ဘူးကြောက်ဆောင်မှဖြစ်လို့ပြည့်ရင်ကြောက်ဆောင်ကိုပြစ်ပေါ့အခုကတောမကုန်းကိုလာပြစ်တာကမ္မကရဲတွေစစ်သားတွေနဲ့အုပ်ချုပ်နေတဲ့သူတွေကကြောက်ရမ်းရမ်းပြီးရွာတွေကိုပြစ်နေကြတာသူတို့ပြစ်တာကပီရီယက်ကိုမဟုတ်ဘူးသူ့ဘာသာနေတဲ့ရွာတွေကိုမကောင်းသူထိကောင်းသူထိဆိုပြီးတာဝန်ကျေရမ်းပြစ်နေတာအခုသူတို့ပြစ်လို့တည်တဲ့ပြည်သူက၂ယောက်ရှိပြီး ြီးရင်စစ်တပ်လုံပြည်တွေနဲ့တပ်ဖက်ကဟာတွေကအနီရွာဆိုပြီးရှောက်အော်ကြမှာဒီဘက်မှာအကုန်ကြောက်နေရတယ်လို့ဒေသခံအမျိုးသမီးတအူးကပြောဆိုထားပါတယ်စစ်ကောင်မရှင်တပ်ကနိုဝင်ဘာလ6ရက်နေ့ကဖြစ်တဲ့ရင်းနသားရဲစခန်းသိမ်းတိုက်ပွဲနောက်ပိုင်းခြေရွာတွေကိုအခုလိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေပြီးတော်လိုင်းတက်တင်နေမဆိုင်တဲ့ခြေရွာတွေကိုသာပစ်ခတ်နေတာကြောင့်ပြည်သူတွေတိတ်ဆုံးတာတွေရှိနေတယ်လို့သိရှိရပါတယ်ဒါအပြင်နိုဝင်ဘာလ14ရက်နေ့ကပြည်ကြီးလမ်းပေါ်မှာပြည်စောတိကောင်းဆောင်တဲ့အဖွဲ့ကမိုင်းခွဲဖြက်စီးခံရပြီး ပြစ်စတိကောင်းဆောင်ပြစ်ကတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်တနေ့မှာထကောက်ကြီးရွာကနေလဲပင်ရွာနဲ့အနီးတစ်ဝိုက်ကိုလက်နက်ကြီးနဲ့စစ်ကောင်မရှင်တပ်ကရန်တမ်းပြစ်ခတ်ခဲ့သေးတယ်လို့သိရှိရပြီးပြစ်စတိကောင်းဆောင်လုံးကြံခံရတဲ့အခင်းဖြစ်တဲ့နေရာနဲ့လည်းဘာမှမဆိုင်ဘူးလို့သိရှိရကတာမန်အရက်သားတွေနေတဲ့ရွာတွေကိုသာရန်တမ်းပြစ်ခတ်ပြနေတယ်လို့သိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်လိုင်းမြို့မှာဒုတိယမြောက်ငလျင်ထပ်မံလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ နွေမာလာ၁၆ရက်နေ့ဒီကနေ့မနက်အစောပိုင်းမှာမော်လိုက်မြို့ကိုပဟိုပြုပြီးအင်အားအနည်းငယ်သာရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒီကနေ့မနက်3:40မိနစ်18စက္ကန့်ကမော်လိုက်မြို့ရဲ့မြောက်အရှိမြောက်ဘက်24မိုင်ခန့်အကွာအနက်10ကီလိုမီတာကိုပဟိုပြုပြီးအင်အားရစ်တာစကေ3.5အဆင့်အင်အားအနည်းငယ်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာလို့သိရှိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ညနေပိုင်းကလည်းမော်လိုင်းမြို့ရဲ့အနောက်ဘက်26မိုင်ခန့်အကွာအနက်30ကီလိုမီတာကိုဗဟိုပြုပြီး AR Ristar Scale 3.0အစဉ် AR အနည်းငယ်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့ကြောင့်သိရှိရပါတယ်။ဒါကြောင့်အခုငလျင်ဟာတရေချပြီးဒုတိယအကြိမ်လှုပ်ခတ်ခဲ့တဲ့ငလျင်လေးဖြစ်ပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ရဲ့ကြားဖြတ်နိုင်နေရေးတပ်ဖွဲ့ဖွဲ့စည်းခြင်းနဲ့ရာဇဝတ်အဖွဲ့တွေကိုတိုက်ခတ်ပိတ်ဆို့တာတွေအပေါ်ကျေးဇူးတင်ကြောင်း NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံကနိုင်ငံပြတ်ကျော်ရာဇဝတ်မှုဆိုင်ရာလုပ်ရက်တွေကြားဖြတ်နေအပေါ်မကြသေးမီကနိုင်ငံတကာရဲ့အာရုံစိုက်တိုးမြင့်အရေးယူဆောင်ရွက်မှုတွေဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မဟာမိတ်တွေဖြစ်တဲ့ KNPB, KNU, CNF, ABSDA, NMSP WMP တို့ရဲ့2025ခုနှစ်ဇန်နဝါရီလစိုက်ဘာဆိုင်ရာအကြေအတဲပူရဲကြေညာချက်နဲ့ဆက်ဆက်နေတယ်လို့ NUG ကဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်ရဲ့ Scan Center Strike 4ကြားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့ဖွဲ့စည်းခြင်းနဲ့ရာဇွေအဖွဲ့တွေကိုတန်ခတ်ပိတ်ဆို့တာတွေအပေါ်ကျေးဇူးတင်တယ်လို့ NUG ကဆိုထားပါတယ်။ NUG အနေနဲ့မြန်မာနိုင်ငံကနိုင်ငံဖြတ်ကျော်ရာဇွေမှုအမြင့်ဖြတ်ရေးနဲ့ထိခိုက်သူတွေကိုကူညီပေးဖို့ ။ EAO တွေနဲ့အတူနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ရှင်။မြို့တော်ရဲ့နေဆင်သတင်းလေးကိုတင်ဆက်ပေးကြတာပါ။ထူးခြားတဲ့သတင်းလေးကိုနေဆင်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝပြည့်ရနေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်း မြို့တော်အဖွဲ့သားများကစုမုံကောင်တောင်းလိုက်ရပါတယ်ရှင်။